ညံမျိုးနဲ့ပကုတ်ကူခရိုင်အဲ့ဒီမှာဆိုကျွန်တော်ကမှရွာသူ9ရွာ8ရွာအဲ့လိုရှိတာအကုန်ပြေးနေရတာအခုကကောင်းနေသူအကုန်ပွဲပြေးနေတယ်ကြီးကြီးလေးအောင်မရှိဘူးမကွေးတိုင်းညံမျိုးနဲ့ပကုတ်ကူခရိုင်ပကုတ်ကူခရိုင်ညံမျိုးနဲ့မှာဟုတ်တယ်ဟောဒီနေ့စစ်တောင်းပြုတ်တိုက်ခံထိတာလဲအဲ့ညံမျိုးနဲ့မှာမလား တော့ထွက်လာပြီကျွန်တော်ဒီမှာတောက်အောင်လေးရှိတယ်ဒီမီးရှို့ထားတဲ့ဗီဒီယိုဖိုင်လေးရှိတယ်စစ်တပ်ကဝင်မီးရှို့လာတာဟုတ်တယ်အခုစစ်တပ်ကလေကြောင်းရောဘုံနဲ့ကျဲတယ်အခုဘုံနဲ့ကျဲပြီးမီးရှို့တယ်ပြီးရင်တွေ့ရသူအသက်ကြီးရသူတွေရောဘုံကျစ်တတ်ပြတာဟုတ်ဟုတ်ဗီဒီယိုမှာမရှိဘူးအဲ့ဒါကိုသူတို့ကမြန်မြွနဲ့ပဲရောတယ် အားလုံးဘယ်လောက်ပြင်းနေရလဲအခုကအားလုံးတော့900 800လောက်အနည်းဆုံး800လောက်ပြင်းနေရတယ်အဲ့ဒီအဲ့ဒီမှာဆိုလို့ရှိရင်တော်တော်များများအတိအများလာဆိုလို့ရှိရင်ကျွန်တော်တို့ကမြိုင်နဲ့ကံမရဲ့ဈာမကိုင်းတော့မှရှိတယ်ကိုင်းတော့မှမှရင်တော့ရဲသခန်းရှိတယ်ကျွန်တော်ရွာလေးမှာကျတော့ရဲသခန်းမရှိဘူးဟုတ်ကဲ့ကိုင်းတော့မှမှာဒီမြိုင်နဲ့ကံမနဲ့ပေါက်တဲ့လမ်းရှိတယ်ဟုတ်ကဲ့ဘုံဘုံရွာလမ်းရှိတယ်အဲ့ဒီမှာရဲသခန်းရှိတယ်ရန်တော့ အခုဟောအဲ့ဒီစကားရှိသေးတာတိုင်းကမရဲမှာရှိပါမှာအကုန်ပြီးရတာပုံနေတော့သူတို့ဝင်လာတာကတရက်ကံတရက်ကံရွာရဲ့မြောက်ဘက်ကဘုံကြီးကျောင်းမှာသူတို့ဝင်ပြီးတော့သမင်းတွေပါနေစားတော့တယ်သူတို့အဲ့ဒီဘက်ရောက်ပြီဆိုတော့ဒီရှိဘက်ရွာကြီးကအကုန်ပြီးရတာအခုဆိုအခုဆိုပြီးရတာလူပေါင်းဘယ်လောက်ရှိတယ်ပြီးနေရတာ န်းစီရွာလုံးကျွတ်တယ်လန်ကန်ရွာလုံးကျွတ်ဆိုပြန်ရွာလုံးရောအကုန်ပြေးရတာကဘာမှမရှိတာအဲ့ဒီသူတို့လေချောင်းကရောဒီမနေဘလိုပုံစံလာလေချောင်းကနေလေရင်နဲ့ဘုံကျဲတာပေါ့လေရင်နဲ့ဒီနေ့ဘုံကျဲလို့မဟုတ်ခုတေထားတာကျွန်တော်ဒီမှာဓာတ်ပုံရှိတာပေါ့ရွာသားတွေတေတာပေါ့ရွာသားတွေတေတာကိုတက်ကြီးတဲ့သူပေါ့ပြီးရင်အဲ့ဒီခေါင်းနဲ့ပွင့်ထွက်ပေါ်တာဒီနေ့တေတာကမနေ့တော့အဲ့ဒါကျွန်တော်တို့ရွာတေပါတဲ့ရင်လောင်းလေးလောင်းညင်မြုပ်လိုက်ရတယ်အခုနောက်ထပ်မြေးရိုးကိုအလောင်းတစ်လောင်းကျန်နေတယ်အဲ့ဒါ ဘယ်မှာဘလို့သိရဆိုတော့အတိအကျမသိရသေးဘူးမတော်ရဲကြလို့အဲ့ဒါတွေအားလုံးဟာတာမန်ယွာသားတွေပဲ PDF တွေမဟုတ်ဘူးเนาะအော်တာမန်ယွာသားတွေကိုဗာ PDF မှာမဟုတ်ဘူးပေါ့အဲ့တော့စအခုသူတို့စစ်တက်စစ်တက်ကစစ်တောင်းထိုးတာအဲ့ညမှာအခုရှိသေးတာဘယ်ဘယ်ဘယ်နားရောက်နေလဲရှိသေးတယ်ကိုအဲ့ဒီမှာပဲဟိုနေ့ကအခုပြီးခဲ့တဲ့3ရက်ကအခုကိုမိုက်ခဲတော့နေကိုမိုက်ခဲနဲ့ကိုစီနဲ့ဟိုတိတော့မှာ line လွန်နေတဲ့နေ့ကကျွန်တော် PDF မှာစာပို့ထားတယ်အခုလည်းလုံးရှုံနေတယ်မှာကျွန်တော်အခုကိုလည်းဖုန်းနှက်ခါခေါ်တယ်နှက်ခါခေါ်တော့ ဟုတ်ကူလည်းလိုင်းလွန်ညာသူလုံးချုံပါဆိုရင်ညာထမခေါ်တာဟုတ်အခုအဲ့ဒီစစ်ဘေးရှောင်တွေကိုအဲစားနေရေးကောဘလို့ကိုကိုထူကိုထပါကိုနိုင်တော့ကိုလောက်ကပါဘာလို့လားအဲ့ဒါတွေကိုဒီပတ်စံရှိရင်တော့ဝယ်ပြီးတော့ကျွေးလို့ရတယ် အဲ့အဲ့ဒီဒေတာမှာအဲ့ဒါဆိုအဲ့အဲ့ဒီပြည်သူတွေကိုဟိုကူညီမဲ့လူရှိလားမရှိဘူးပေါ့ကူညီမဲ့သူလည်းမရှိဘူးကိုကအဲ့လိုစစ်ကြောင်းကြီးရာပြစ်ကူအဖွဲ့တွေပါတယ်ကူညီမဲ့အဖွဲ့လည်းမရှိဘူးဟော PDF တွေအင်အားနည်းတဲ့ဂျောကိုတို့ကစစ်ကြောင်းထိုးပြီးတော့ပြည်သူတွေကိုလှုပ်ချင်လှုပ်နေတဲ့ဘောဖြစ်နေတာပေါ့ PDF ကမရှိတာပေါ့ငါ PDF မရှိတာဘာဖြစ်လို့မရှိရတဲ့အတန်းနဲ့တို့ကဒီယူအားသားတွေကိုတမင်တက်တဲ့ဘုံကျဲအခုဒီကောင်တွေကလေ ကျွန်တော်ပြောမယ်ဒီကောင်တွေက PDF တွေကိုသူတို့လိုက်တိုက်နေတာမဟုတ်တော့ဘူး PDF တွေကိုသူတို့မနိုင်တော့ပြည်သူတွေအနေနဲ့ PDF တွေကိုမြက်မိုးကျိုးအောင်လို့စစ်ကိုကြောက်အောင်လို့ဒီကောင်တွေကပြည်သူတွေကိုပဲပြစ်မှတ်ထားပြီးတော့တမင်တက်တက်လိုက်တိုက်ခိုက်နေတာအဲ့လိုဖြစ်နေတယ်ဒီကံမရဲ့မြောက်ဖက်နာတွဲမနဲ့တွဲမရဲ့အဲ့ နန်းလေးကရဲ့အဲ့ဒီမှာပြူစောပြေးရွာအဲ့ဒီညာရဲ့မှာမြောက်ဖက်မှာအဲကံမရဲ့မြောက်ဖက်မှာဩကံမကြားလားဩကံမကလည်းမြောက်ဖက်ထွက်လာလို့ရှိရင်တွင်းမှရှိတယ်အဲ့ဒီတွင်းမှမှာလည်းသူကပြူစောပြေးရွာပဲဒီကောင်နဲ့လာလို့ရှိရင်အဲ့ဒီဘက်တိုင်းလာတယ်အဲ့ပြူစောပြေးရွာဘက်တိုင်းလာတာအခုကအတိအကျပြောရဟိုကဒီကျွန်တော်တို့က တော်တို့ခုရွာဘက်တွေမှာ PDF ကလုံးလုံးကိုမရှိကြဘူး။အဲ့ဒါကိုဒါပေမဲ့သူတို့လည်းသိတယ်မဟုတ်ဘူးလား။ကာကွယ်ရေးအဖွဲ့တော်ရှိတယ်ရွာမှာကာကွယ်ရေးအဖွဲ့လေးတွေပါလိမ့်မယ်ပေါ့။ဟုတ်ကဲ့။အဲ့ဒါလည်းတေရွာတဲ့သူဆိုတော့တေရွာမှာလူ၁၄ရောက်အဲ့လောက်ပဲရှိတာဆိုတော့ဘလို့မှသူတို့နဲ့ရှင်ပြစ်လို့မရဘူး။ကာကွယ်ရေးအဖွဲ့တော်ကလည်းဒီဘလို့ပြောမလ โอเคအခု PSC မှာဘာနာမည်နဲ့ပို့ထားရလဲနိုင်လဲနော်နိုင်လဲမြန်မာလိုအင်္ဂလိပ်လိုလားအင်္ဂလိပ်လိုပေါ့အခုနောက်ရင်ကျွန်တော်ပို့နေတာကိုကိုကြည့်ချင်တယ်ဆိုကျွန်တော်ဓာတ်ပုံတွေထပ်ပို့ပေးမယ်အော်ဟုတ်ကဲ့ဟုတ်ကဲ့အဲဓာတ်ပုံတွေလည်းရှိတယ်တဲ့စုပ်ပြတ်တက်နေလို့မပို့တာတဲ့ဟုတ်ကဲ့ကျွန်တော်အဲ့ဒီပြည်သူတွေထေထားတဲ့ပုံတွေပဲပို့ပေးပါလား ဟုတ်ကဲ့ဟုတ်ကဲ့အဲ့ဒီအကောက်ကနေပို့ပေးရတယ်နော်ဟုတ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 ်ကဲ့ပါအဲ့ဒါဆိုအဲ့ဒီဘက်တွေကိုစစ်ပေးချောင်းတွေကူညီမယ်ဆိုရင်ကျွန်တော်တို့ဘလူ့အခြေဆက်တွေရမယ်အဲ့ဒါဆိုရင်ကျွန်တော်ဒီမလေးရှားမှာရှိတဲ့ကျွန်တော်အကိုတယောက်ကိုလှမ်းမေးအောင်မှာအဲ့ဒီဘက်ကခုလောလောဆယ်ဆက်သွယ်ဖို့ကစစ်ပေးချောင်းတွေလောလောဆယ်ညီဖြစ်စီကျွန်တော်ကတော့ရှားရတော့မရမရှိတဲ့သူတွေနည်းနည်းပါးပါးတော့ပဲရှိပြီးထောက်ဖို့နိုင်အောင်ကိုကောင်းတာပေါ့ကွာဟုတ်ကဲ့ဟုတ်လောဆယ်အေးပေါ်ပေါ့ဒီကနေပတ်စံနှမ်းဖို့ရင်အဲ့ဒီမှာဒီ စားစရာမရှိနေတဲ့စစ်ပေးချောင်းကိုရှိပြီးသားလူတွေကတော့လည်းနေပေါ့နော်လောလောဆယ်ကျွန်တော်တို့ကတည်းကရှိတဲ့ရံပုံငွေတွေကရတဲ့လောက်ကိုပေါ့နော်အဲ့ဒီစားစရာမရှိပဲဒုက္ခရောက်နေတဲ့တီတူတွေကိုကျွန်တော်တို့ရရနီးနေတော့ကူညီဖို့လိုအပ်တယ်လေဘာလို့ဆိုဒီတိုင်းထားလို့တော့မရဘူးပေါ့ဒုက္ခတွေရအဲ့ဘက်မှာမိုးရွာနေတာအခုကျွန်တော်တို့ရွာတော့ပါတယ်အခုကျွန်တော်တို့အဲ့အခုပို့လိုက်တာကျွန်တော်တို့တွေရတဲ့အရင်သေထားတဲ့လူအော်ဟုတ်ကဲ့တွေရတဲ့ဆိုမှာပါတယ်ဟုတ်ကျွန်တော်တို့တွေရတဲ့ ဟောဆက်ချက်ဆက်ချက်ဆက်ချက်တဘောပေါက်လေတဘောပေါက်လေဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်အဲ့ဒါဆိုကျွန်တော်ကလေဟိုဟာအဲ့ဒီရွာကိုတိုက်ရိုက်ပေါ့နော်အဲထောက်ပတ်နိုင်မဲ့အဆက်အသွယ်လေးတစ်ချီတစ်ချက်ဆက်သွယ်ပေးလာပါလားဟုတ်ဟုတ်ကိုကျွန်တော်အဲ့ဒါလက်မေးကြီးဥမာရပါဘူးဟုတ်ကဲ့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 ဒုက္ခရောက်နေအခုအကိုနဲ့ကျွန်တော်နဲ့ပြောထားတဲ့ဟာဟိုလေဒီသတင်းကိုကျွန်တော် line မတင်ပေးလို့ရလား ဟုတ်ကဲ့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 ဘာလို့ဆိုတော့ဟိုတတို့ဝါဒမျိုးစုံဖြန့်နေတယ်ဗျာဟို P2O ဘာကာဝယ်မအောင်ညာကောင်တကယ်မြေပြင်မှာလုံနေတာကိုတော့ဘယ်လိုလုံနေလဲဆိုတာကိုဒါကိုတိစေခြင်းလို့ကျွန်တော်ဒီပြန်ချပြဖို့ပြောတာပါကဲဘာမဆိုင်ဘူးဗျာသူ့အတူရွာထဲမှာအေးချမ်းဆိုတော့လုတ်ပိုင်စားတောက်အောင်နေတယ်ပြည်သူတွေ PDF ထဲရှိတာမဟုတ် ။အော်ဒီလူတွေအေးဗျာအဲ့ကျွန်တော်အဲ့အဲ့လေးတစ်ချက်နေလုတ်ပေးပါနော်။အဲ့ယူဟာကိုဒီအိမ်ဒုက္ခရောက်နေတဲ့စစ်ပေးချောင်းပေါ့။ကျွန်တော်ရတဲ့လောက်ကျွန်တော်ဒီမှာစုပြီးလို့ရှိရင်ဟိုနေ့ဖြစ်ပါမယ်ကျွန်တော်ပို့ပေးပါမယ်ဘာလို့ဆိုတော့လောလောဆယ်စားမှုမရှိတဲ့လူတွေကိုအဓိကလေအော်ဟုတ်ကဲ့ဟုတ်ကဲ့ရရကျွန်တော်ဒီကနေလမ်းပြီးတော့ဟိုနေ့ဖြစ်လို့ရှိရင်အဲ့မှာတွားပြီးတော့ပေါ့အဓိကကတော့တို့ကတို့ဝယ်လို့ရမလားဒါမှမဟုတ်ရင်ဥဆောင်တဲ့ဘလူတွေဥဆောင်တဲ့ပေါ့ဥဆောင်တဲ့လူက အဲဒီလောဆိုတော့ဆန်ဆန်နဲ့ရေနဲ့ပေါ့နော်စားစရာပေါ့အဲ့လိုဟာမျိုးကိုအနည်းဆက်ဆုံးဘယ်လိုလှုပ်ပေးရမလဲပေါ့အဲ့အဲ့ဒါလေးကျွန်တော်တစ်ချက်ကူညီပေးနော်ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့အဲ့ဒါတစ်ချက်တော့ကျွန်တော်ဝင်နေပြန်ပြောပေးပါနော်ဟုတ်ကဲ့ ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ပါကျေးဇူးပါအဲ့ဒါအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ဒီဗီဒီယိုဖိုင်လေးကိုလည်းတင်ပေးလိုက်မယ်เนาะဘာလို့ဆိုတော့အခြားဒေတာလူတွေတည်အောင်လို့ဟုတ်ကဲ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 ့ပါဟုတ်ကဲ့ဟုတ်ကဲ့တပီအတိအကျတည်ချင်တာရှိရင်ကျွန်တော်နောက်နေ့ကျတဲ့အခုလှမ်းပြုတ်ပေးမယ်เนาะဟုတ်ကဲ့ပါဟုတ်ကဲ့ပါခင်ဗျာဟုတ်ကဲ့ဟုတ်ကဲ့အော်ဟုတ်ကဲ့ ကျွန်တော်လှမ်းမေ့ကြီးတော့အော်သူတို့ကအခုကလက်လက်ကြီးနဲ့နဲ့ဒီလေနဲ့နဲ့ပြစ်တယ်ရွာတော့ဝင်လိုက်အဲ့အိမ်ညိုလည်းဖောက်လာအိမ်ညိုလည်းမင်းရဲ့ show အဲ့ဒီဘာလဲ final ရောအကုန်မင်းရဲ့ show ထားတာဟာအတက်ကြီးရဲ့သူတွေရောအကုန်သေးကုန်လားဟာရစ်ဆက်တယ်ကွာလောင်းကအခုကအခုဘယ်လောက်တည်နေတယ်ဆိုတာအတိအကျမသိရသေးဘူးရွာသားတွေလည်းမထွက်ဘူးရတော့မလုံးရတော့ဘယ်နှမှာဘယ်နှယောက်တည်နေလဲမသိဘူးအခုနေတဲ့ဆုံးတွေ့ရလောင်းတော့ပဲကျွန်တော်ဒီမှာရှိရတယ် ။အော်ဟုတ်ကဲ့ဟုတ်ကဲ့ပါ။အဲ့ဒါဆိုရင်ဒုက္ခရောက်နေတဲ့အဲ့ပြည်သူတွေအများဆုံးလေးလုပ်ပေးပါဗျာနော်။ပြီးရင်ကျွန်တော်ပြန်ဆက်သွယ်လာပေးပါနော်။ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ပါ။ကျေးဇူးပါခင်ဗျာ။ဒီဖုန်းနံပါတ်ကျွန်တော်မှတ်ထားမယ်။ဟုတ်ကဲ့ဟုတ်ကဲ့။ကဲကြားတဲ့အတိုင်းပဲနော်။ဘာမှ PDF မရှိဘူး။ရွာကာကွယ်ရေးဆိုတာကတခိုးတခိုးဝင်လာရင်သူတို့ခစ်ပြမှာခိုးမှာဆိုလို့သူတို့လုံကြုံရင်ရွာအတွက်လုံကြုံရင်စောက်တဲ့အဖွဲလေးပဲရှိတာเนาะအဲ့တကြောလုံးဘာ PDF မှမရှိဘူး PDF မရှိတဲ့ရွာတွေကိုဝင်လာတယ်အိမ်တွေကိုမီးရှို့တယ်ဆိုင်ကယ်တွေကိုမီးရှို့တယ်မပြေးနိုင်တဲ့တက်ကြီးရွယ်တွေအကုန်လုံးပြစ်တတ်တယ်ဟမ်လေရင်နဲ့ဘုံကျဲတယ်အခုဒီမှာကြားဝတဲ့ဒေသခံကိုယ်တိုင်ပြောလာတာကလုံးနေတဲ့ပုံကြီးအခုဘိုးပိုင်ခဲတော့မီးတို့ချိန်မှာဟိုမှာတတ်မှ33နဲ့စောက်ခွက်ကောင်မှမချုံမချင်နဲ့ဟမ်အဲ့ဒါစဉ်းစားကြည့်ဒါဘလောက်ပဲဒီကောင်တွေဝါနာဖြတ်နေပြီမြေပြင်မှာလုံနေတဲ့လောက်ရက်တွေကိုအဲ့ဒါမင်းအောင်ပြပေးတာ ဒီလိုမျိုးကျွန်တော်ကိုဆက်သွက်လာပြီးပြောလာတဲ့လူတွေအများကြီးရှိတယ်။တချို့တလေကြတော့ပြန်ပြောလို့မရဘူး။ဘာလို့ဆိုတော့ကျွန်တော်တို့ကတည်င်းတစ်ခုပေးလာမယ်ဆိုအဲ့ဒါလိုပေးလာတဲ့လူတွေတက်တရောပေါ့ကျွန်တော်ပြပေးခြင်းတယ်။ပိုကောင်းအောင်လို့နော်။အဲ့တော့ဒါတွေကကျွန်တော်တို့ဟိုဝါဒဖြန့်နေကြတာတစ်ဖက်နဲ့တစ်ဖက်ဆွဆွဲနေကြတာမဟုတ်ဘူး။မြေပြင်မှာလုံနေတဲ့အရာကြီးတွေအားလုံးကိုတိအောင်ပြောပြတာ။အဲ့တော့ငါတို့ဒေတာမှာအေးဆေးပါတယ်ဆိုတိုင်းမထင်နဲ့နော်။အဲ့ဒီဒေတာတွေတချင်ကအေးဆေးပဲ။နော်အခုလည်း ဘာပီရင်းမှမရှိဘူးသူတို့လောက်သူတို့လောက်စားနေတာဒါပေမဲ့အေးဆေးလို့ရတယ်အဲ့ဒါမြင်အောင်ကြည့်အခုတတိယဟိုလေးတက်ထားတာတပုံးပြီးအလောင်းကဘလောက်တက်တော့တက်ထားမှမသိဘူးတွားမကောက်ရဲလူကမကောက်သေးဘူးပီရင်းမှမရှိတာဘူးစဉ်းစားကြည့်ဒါကြောင့်မလို့အခြားဒေတာမှရှိတဲ့ပြည်သူတွေအနေနဲ့ခင်ဗျားတို့တတိယချာချာတွေးကြတော့နိုင်ငံရေးကိုပါဝင်ကြတော့အလကားပြောတာမဟုတ်ဘူးငါတို့ဒေတာအေးဆေးပါတယ်အခုလို့ဖြစ်လာကြဘလို့လောက်ကြအခုကငါငတ်တဲ့လူငတ်နေကြပြီဒုက္ခရောက်နေကြပြီမိုးကကုန်နေတာမဟုတ်ဘူးနော် ။အိုးဟိုဘက်မှာဆိုမိုးပကုန်ပြီစောင်းဝင်တဲ့နေရာတွေစောင်းဝင်လာပြီအေးတဲ့နေရာအေးနေပြီ။ခြုံစရာစောင်းနေ။နက်စမင်းရှောင်းသွားပြီဆိုတော့တိတ်မိတိတ်ကပြေးရတာ။စဉ်းစားကြည့်အောင်။အဲ့တော့လောလောဆယ်တော့ဒီဒုက္ခရောက်နေတဲ့ပြည်သူကိုကျွန်တော်ကောက်ခံရရှိတဲ့တဲ့နိုင်တော့ပေါ့နော်ကျွန်တော်လောလောဆယ်စားဝေးပို့အခက်ခဲပြေးလေအောင်တော့ကျွန်တော်အတက်တန်းဆုံးလုပ်မယ်။အခြားတော့ပြည်သူတွေအနေနဲ့ဒီဘက်ရောက်နေတဲ့လုံနိုင်တဲ့လူကလည်းဝိုင်းလောက်ကြပါတော့အဓိကကိုပြည်တွင်းမှာလိုအပ်နေတဲ့အရာတွေကိုဝိုင်းလောက်ဖို့ကျွန်တော်တို့လောက်တဲ့နေရာမှာတူအဖွဲ့ကိုအဖွဲ့ခွဲနေတဲ့အချိန်မရှိဘူး ခွဲလဲခွဲချားရမှာမဟုတ်ဘာဖြစ်လို့လဲလိုအပ်တဲ့အခက်အခဲတွေကိုကျွန်တော်တို့ဒီပောက်ရောက်နေတဲ့လူတွေကဝိုင်းဖြစ်ချင်းပေးဖို့ပဲပြည်တွင်းမှာဆယ်လီတွေအများကြီးရှိတယ်ပလိုက်ရဓမ္မတွေအများကြီးရှိတယ်ဘယ်စီဖေးရှောင်းမှမကူစိတ်ချเนาะအဲ့ဒါလေးပြောချင်ပါတယ်အဲ့တော့ကျွန်တော်တို့လုံနိုင်တဲ့တော့ဝိုင်းလုံကြတာပေါ့ကြားတဲ့တိုင်းအခုဒါဘယ်နှယောက်တေလို့ဘလို့ဖြစ်မှမလဲဒီမပြုတ်ပါလေဦးเนาะစဉ်းစားကြည့်ရင်နာစရာကြီးပြာဘဝတွေတော့တော့ဆိုးတယ်တော့တော့မိုက်ရိုင်းတယ်တော့တော့စုပ်ပဲ့တယ်အဲ့တော့တို့ကောင်မျိုးတွေကိုတိုင်းပြည်ကိုအုပ်ချုပ်ခွင့် မပေးတဲ့လူတွေအပြစ်ရှိတာဟမ်ကျွန်တော်တို့တွေတော်လန်နေတာအပြစ်လားကဲဘာမှမဆိုင်ဘူးကြည့်ပြည်သူဘဝတော့အဲ့လိုလုပ်ဖြစ်တယ်ဆိုတော့တော့ဒါမြင်အောင်ပြတာအဲ့တော့ဒါမြင်ရင်နေတိုက်ရိုက်တည်င်းပေးလာလေးကိုပြတာဖြစ်ပါတယ်